2025ခုနှစ်တနက်လုံးအတွက်ဗုဒ္ဓဘုရားသမီးများရဲ့ကံကြမ္မာရှင်ရှင်နာစင်နေကြတဲ့ပိတ်သက်တွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့2025ခုနှစ်အတွက်ဗုဒ္ဓဘုရားသမီးများတွေ့ကြုံခံစားနိုင်သောကံကြမ္မာလေးတွေကိုဖျော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓဘုရားသမီးများဟာ2025ခုနှစ်တနက်လုံးမှာအင်္ဂါသာသမီးဂျာရာပရိသာသမီးတရဏသာသမီးများကြောင့်ပြဿနာလေးတွေဖြစ်ပေါ်တဲ့ မထင်မပဲရွှေဝင်တာပစ္စည်းလေးတွေလက်ဆောင်ရတာဧည့်သည်လာတာအကူအညီတောင်းခံရတာလေးတွေဖြစ်ပေါ်တဲ့တဲ့ဗုဒ္ဓမူသားသမီးလေးတွေကငွေကြေးပြောက်ပြတ်တာပစ္စည်းပြောက်တာအဆွဆွဲခံရတာကြောက်တုံးခံရတာလေးတွေဖြစ်ပေါ်တဲ့တဲ့စိတ်ကံစားချက်နဲ့ပတ်သက်ပြီးရုပ်ထွေးတာလှုပ်ရှင်ကင်ရှင်စိတ်မရှိဘဲလမ်းပြောက်တာအလောက်ကန်ရှိသူများကအပြာများနေတာစိတ်ပူပန်ရတာလေးတွေဖြစ်ပေါ်တဲ့တဲ့ 2025ခုနှစ်တနည်းလုံးဟာဗုဒ္ဓပူဇာသမီးများအတွက်ဆေးရှုနေရတဲ့တနည်းလေးဖြစ်ပါတယ်။အလौဌာနအပြောင်းရွှေ့ဖြစ်တာ၊နေရာအပြောင်းရွှေ့ဖြစ်တာလေးတွေဖြစ်ပေါ်တဲ့တဲ့။စနေနံပါသောလုပ်ငန်း၊တနင်္ဂနွေနံပါသောလုပ်ငန်းလူကိန်ပါကအကောင်းမွန်နိုင်တယ်။မိမိပိုင်ဆိုင်သောအင်ချမ်းမြေကပစ္စည်းများကို ရောင်းချရတဲ့တဲ့။အတိတ်ပြန်ဝင်တာလေးတွေလည်းဖြစ်ပေါ်တပါတယ်။ကြောက်တုံးခံရတာနဲ့အိမ်ပူအိမ်စုလေးတွေအနေငယ်ဖြစ်ပေါ်တဲ့တဲ့။ဗုဒ္ဓဘုရားသမီးများဟာ2025ခုနှစ်မှာသွားတတိလာတိထားရမယ်နှစ်ဖြစ်ပါတယ် မိမိစေတနာကို အစောကားခံရမယ်နဲ့လည်းဖြစ်တတ်တယ်လို့မိမိနဲ့မဆိုင်ရင်ဝင်မပါဘဲမိမိမှန်တော့စာနာတော့တနာတတော်စိတ်ကိုလက်ကင်ထားပြီးရှေးဆက်လျှောက်ပါက2025ခုနှစ်ဟာဗုဒ္ဓဘုရားသမီးများအတွက်အစဉ်ပြေစီမှာပါထီကံမဲကံလေးတွေကောင်းတက်လို့ထီကံမဲကံလေးတွေကန်ဆန်းကြည့်ပါ2025ခုနှစ်မှာဗုဒ္ဓဘုရားသမီးများအတွက်ကောင်းတဲ့ကံလေးတွေရထောက်ပံ့ဖြစ်အောင်မြတ်စွာဘုရားရှင်အားအုံရေကလူချင်း မိမိနေနံဂျိုတောင်းမှာရွှေထီ၃ချောင်းကတ်လို့ပြီးရေ22ခွက်လောင်းရင်ပူဇော်ရှင်ဖြစ်ကံအထောက်ပံ့လေးတွေဖြစ်ပေါ်တပါတယ်။2025ခုနှစ်မှာဗုဒ္ဓဘုရားသမီးများဟာနှလုံးသွေးလေနဲ့ပတ်သက်ပြီးအထူးသတိထားပေးပါ။ဒါကတော့ဗုဒ္ဓဘုရားသမီးများ2025ခုနှစ်မှာကြုံတွေ့ရနိုင်တဲ့အဖြစ်အပျက်ရင်ဆိုင်ရမယ့်ကံကြမ္မာဖြစ်ပေါ်လာသောကံစားစာလေးတွေကိုပြောပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။ အခြားနည်းလမ်းများကိုလည်းဇလက်ဖော်ပြပေးမှာဖြစ်လို့ကျွန်တော်ဒီကောင်းလေးကိုလည်းအပောင်းလေးနှိပ်ပြီး follow နိုင်ပါတယ်ခင်ဗျာဗုဒ္ဓဘုရားသမီးများအပါအဝင်ခုနှစ်နေနဲ့ရှစ်နေပါသသမီးများတည်အကျွန်ုပ်အတန်လေးကိုကြားရတော့ယနေ့ရခုချိန်မှာစာရွေးစိတ်ချမ်းသာခွေချမ်းမှခြင်းနဲ့ပြည့်စုံကနေ့ရက်တိုင်းနေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာ